ဒေဝကိုစင်ခေါ်လိုက်တဲ့အီရန်ဖိုက်တာမော်သေးစာလက်ရှိဒေဝကိုစင်ခေါ်လိုက်တဲ့သူကတော့အီရန်ဖိုက်တာမော်သေးစာပဲဖြစ်ပါတယ်။မနေ့တုန်းကချန်ပီယံလိုပွဲမှာအင်ရှင်ခွန်ခမဖိုက်တာကိုဖေးဆော့လုပ်တဲ့အချိန်လေဗင်းညပြီးမျိုးမသေးဆက်ဆံခဲ့တဲ့အပေါ်မှာဒေဝကတော့သဘုံမကျဖြစ်ခဲ့ပါတယ်။လူမှုပကုံရဲ့အစာမျက်နှာပေါ်မှာလည်းမော်သေးစာရဲ့အပြုတ်မှုကိုပြန်လည်ပြောဆိုခဲ့ပါသေးတယ်။မော်သေးစာဘက်ကတော့ဒါကဖေးဆော့လုပ်တာပဲဖြစ်ပြီး ခွန်ခမာကိုချစ်တယ်။ဘာမှမယုံမသိလို့စရာအကြောင်းမရှိဘူး။ပွဲဖြစ်ချင်းရင်လဲရတယ်။ကြိုက်တဲ့အချိန်လုံလိုက်ဆိုပြီးပြန်လဲတုံပြန်ထားတာလည်းဖြစ်ပါတယ်။အခု2025ခုနှစ်ရောက်မှာတော့အင်တာဗျူးမှာတစ်ဆင့်ဒီဝါကအသက်ကြီးနေပါပြီ။ဘာမှမကြံတော့ပါဘူး။အရင်ဆွမ်းဆောင်ရည်တွေကိုတော့လေးစားပါတယ်။ဒါပေမဲ့ဒီကောင်အိုနေပါပြီကွာ။ဘာမှမလုပ်နိုင်တော့ပါဘူး။ပတ်စံအတွက်နဲ့ပဲ fight နေတာ။အခုထိုးရမလားရတယ်လေအစင်းသင်းမဲလာခဲ့လိုက် ဆိုပြီးတော့မော်ဒေစာကစိန်ခေါ်ထားတာလည်းဖြစ်ပါတယ်။ချက်ချင်းဆိုသလိုပဲမီဒီယာတွေကဒီဝါကိုလည်းအင်တာဗျူးခဲ့ပါသေးတယ်။ဒီဝါဘက်ကတော့ကျွန်တော်ပရွန်စန်နန်ကိုထိုးခဲ့တာနောက်ဆုံးပါပဲ။တနှစ်ကျော်ရှိပါပြီ။အခုဒီမော်ဒေစာကအင်ရှင်ပြိုင်ဘက်အပေါ်လေးစားမှုမရှိဘူး။ကျွန်တော်ကိုလည်းဘာမှမလုပ်နိုင်တော့ဘူးဆိုပြီးတော့စိန်ခေါ်ထားတယ်။ဒီကောင်ကအခြားပိုင်ဘက်တွေကိုနိုင်နေတာကံကောင်းလို့ပါဗျာ။သူ့ရဲ့အစွမ်းဆောင်ရည်ကအဲ့တလောက်အကောင်းတဲ့အထက်မှာပါပါဘူး။ ဒီကောင်ကို ကျွန်တော်ပြန်ချပြခြင်းဓာတ်တွေလည်းရှိပါသေးတယ်။အခုပွဲမထိုးတာတစ်နှစ်လောက်ပဲရှိပါသေးတယ်။ပွဲဝေးလို့ဘာပြဿနာမှရှိမယ်မထင်ပါဘူးဆိုပြီးတော့ပြန်လဲတုံပြန်သွားတာလည်းဖြစ်ပါတယ်။ဒီပွဲကတော့ကြီးကောင်းမဲ့ပွဲတစ်ပွဲဖြစ်လာနိုင်တာပါပဲ။ဒီပွဲကိုတော့ဒီနှစ်ထင်မာလို့ပြောထားတာတော့တွေ့ရပါတယ်။ဒီပွဲမတိုင်ခင်လည်းအခြားပွဲတွေလည်းကြည့်ကြပါသေးတယ်။ကဲပရိသတ်ကြီးရောဒီဝါကို အားပေးဖို့အစဉ်သင့်မလား။